မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မဘာသားများရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လိုင်ကဘုံကြီးကြောင့်များအတွက်လိုင်စင်မဲ့ကားများကိုမျိုးနယ်တန်ကနိုင်ကဖွင့်ရထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စကောင်းစီကဘုံကြီးကြောင့်နဲ့တန်ကရောများအတွက်လိုင်စင်မဲ့ကားတွေကိုမျိုးနယ်တန်ကနိုင်ကဖွင့်ရထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရန်ကုန်နဲ့မန္တလေးတိုင်းရှိတိုက်အုပ်စီအရတို့တို့ကသတင်းဌာနကိုပြောပါရစေ။ ဇွန်လတရက်ကစပြီးအကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးမှာနိုင်စင်မဲ့ကားနဲ့ဆိုင်ကင်းများကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနဲ့စာသင်တိုင်းများမှာသာသနာမီတက်ထားတဲ့နိုင်စင်မဲ့ကားတွေကိုအချိန်အဟုန်နဲ့ဖမ်းဆီးခဲ့ကြောင်းဒါဝိမေအမျိုးပါသာသာသနာဆောင်ရှောက်ရေးဖွဲ့မှဘုံကြီးများကစစ်ကောင်စာမင်းအောင်လိုင်တန်ကိုအတနာခံစားတင်ပြကြပြီးသက်ဆိုင်ရာမြို့နယ်တန်ကနိုင်ငံကဖွဲ့ရရဲ့ထောက်ခံချက်နဲ့နိုင်စင်မဲ့ကားတွေကိုပြန်လည်စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါရယ် ။သာသနာမတ်တစိမ်မှာမြို့နယ်တန်ကနိုင်ကဖွဲ့ထောက်ခံချက်ပါမယ်။ကျောင်းတိုင်းနဲ့စာသင်တိုင်းတွင်မှာတကယ်တန်ကရော်ရီစီးနေနေရဖြစ်ရမယ်။သာသနာကိစ္စအတွက်အသုံးပြုတာမျိုးဆိုရင်တော့မဖမ်းတော့ဘူး။မြို့နယ်တန်ကနိုင်ကဖွဲ့တွေလည်းကျောင်းတိုင်းတွင်နဲ့စာသင်တိုင်းတွင်အတွက်ကားရီကိုထောက်ခံချက်လာလုံးလို့ရတယ်ဆိုပြီးမြို့နယ်တန်ကနိုင်ကဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမဒရားမြို့နယ်မှာတိုင်အုပ်ကျောင်းနိုင်ဆရာတော်တစ်ပါးကမိန့်ကြားပါရယ်။မြို့နယ်တန်ကနိုင်ကဖွဲ့တွေကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားရီကိုထောက်ခံချက်ထုတ်ပြရမှာတင်ကြားစွာမှတ်ပုံတင်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့ထွေးအုပ်နဲ့နေမြေကန်တနင်္မိုးရီတံကိုထောက်ခံချက်ထုတ်ပြန်ထားတဲ့သာသနာကာစင်ရင်ပြဖို့ထားကြောင်းသိရပါတယ်။သာသနာကာပြီမင်းမြို့နယ်တန်ကနိုင်ရကဖွဲ့ထောက်ခံချက်လင်းပါမင်းရင်ထင်းနေမြေကန်တနင်္ရဲစီမှာစင်ရင်ရှိတာမျိုးဖြစ်မှာမဖမ်းပါပါ။နေကျော်တော့လောလောဆယ်မသွားနိုင်အောင်စီမံချက်ပြီးတော့နေကျော်လေးကျွမ်းလို့ရတယ်ပြောတယ်။အခုကဝါရင်းကြီးလည်းဖြစ်တော့နေကျော်တော့ကျွမ်းလို့မတင်သေးဘူးလို့မတရားမြို့နယ်မှာတိုက်အုပ်ကျောင်းနိုင်စရာတော့ကမိတ်ဆိုပါတယ်။ဒါအပြင်မဘာသားနဲ့အမျိုးသားရင်အစွန်ရောက်ဖုန်းကြီးတွေကလည်း၎င်းတို့စီးနေနေတဲ့လိုင်စင်မဲ့ကာစီးနေရင်ဖမ်းဆီး မှုမရှိစေဖို့အတွက်သက်ဆိုင်ရာတနင်္လာမှုရဲ့ထောက်ခံချက်လက်မှတ်များပါရယူထားကြောင်းသိရပါရယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချုံမြို့နယ်လုံဝဲကျင်းရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုအမျိုးသားတအုပ်တရားရပြီးစစ်တပ်ကနောင်ချုံကိုတောက်လျှောက်ထိုးစစ်ဆင်နေတဲ့အတွက် TNL တပ်တွေနဲ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်လုံဝဲကျင်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအမျိုးသားတအုပ်ထိမှန်တရားရရှိခဲ့တယ်လို့ TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။စွန်လစင်ရဲ့ညနေ9:30မိနစ်30ခန်းကတောင်ပြည်တပ်မှ3နေမြေကြောင်မဲခရိုင်နောင်ချုံမြို့နယ်လုံဝဲကျင်းရွာကိုစစ်ကောင်စီတပ်မှဟောင်း င်ဝစာနဲ့လက်နက်ကြီးနဲ့နှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်52နှစ်ရွယ်ဦးကျော်မင်းစုသူကိုလက်နက်ကြီးကြီးစားထိမှန်တံရရရှိခဲ့ပြီးတောင်းတမရော TNL မှာစိတ်ကူတာဖို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါရယ်အလားတူနောင်ချုံမြို့နယ်လုံဆန်းကျေးရွာတွင်ကိုလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးတစ်လုံးထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစွန်လ၄ရက်ကလည်းနောင်ချုံမြို့စေးကွက်တွင်ကိုစစ်ကောင်စီတပ်မှလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိပြီးလေအိမ်နှလုံးနဲ့ကံမောစာကြောင်းတိုက်ဖုန်ကြီးကြောင်းတစ်ကြောင်းလည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရပါရယ်နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့ BNL တများကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိပြီးဇွန်လ9ရက်နေ့မနက်ပိုင်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်ပိန်နယ်ကုန်းနဲ့ကံကြီးကြီးရွာကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး28လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။ အလာဒူဇွန်လာရှင်ရည်နေနောင်ချုံမြို့နယ်ရှိကျင်းရွာတွင်ဖြစ်တဲ့ရှောင်းချန်ကျင်းရွာ၊ကန်ကြီးကျင်းရွာနှင့်လက်ပံကုန်းကျင်းရွာတို့မှစစ်တပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်တပ်ကဒရုန်းနဲ့ပုံစံနှလုံးနဲ့လက်နက်စီးဆက်ရှင်လုံးပစ်ခတ်ခဲ့ကြောင်းဇွန်လာ9ရက်နေ့ကလည်း TNL တက်တီရှိရာကန်ကြီးကျင်းရွာညောင်တော်နှင့်နောင်ချုံကျင်းရွာတို့ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မြောက်ပိုင်းညီနာမဟာမိတ်သုံးဖွဲ့ကငလင်တန်းတဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်တိုင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်တွေကို ိုပြုလုပ်မှာမဟုတ်ဘဲတဖက်သက်အပြင်ရဲ့နာကောင် နောင်လတလားထပ်ပြီးတော့တတန်တိုးကြောင့်စွန်လနေ့ရက်နေ့ထုတ်ပြန်ကြေညာထားတော့လေစစ်ကောင်စီတပ်မှနောင်ချုံမြို့နယ်တွင်ထိုးစစ်ဆင်ခြင်းစစ်အင်အားဖြည့်တင်ခြင်း drone နဲ့ပုံကျင်းချခြင်းလေကြောင်းနဲ့လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရည်တတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနည်းလမ်းများကိုလိုက်နာဆောင်ရွက်ဖို့ TNL ကတိုက်တွန်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် နောက်ထပ်တစ်ပုံအနေနဲ့စစ်မှုထမ်းခေါ်ယူခံရတဲ့ပြိုင်းဖြူရွာသား40ကျော်ကျောင်းပြူတိုက်ပွဲအတွင်းအေထန်လာရောက်ပူးပေါင်းနေကြောင်းတင်ဆက်ပေးပါမယ်။အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူခံရတဲ့ရခိုင်ပြည်စစ်တွေမျိုးနဲ့ပြိုင်းဖြူချင်းရွာသား40ကျော်မှာကျောင်းပြူတိုက်ပွဲအတွင်းအရခတ်တော်အေထန်ကိုလာရောက်ပူးပေါင်းအလေးဝင်သွားကြတယ်လို့မိသားစုဝင်တွေနဲ့တရင်အရင်းမြစ်တွေစီကသိရပါတယ်။ ။ကျောင်းဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အာရခတ်တပ်တော်၏တိုင်ပွဲတွင်စစ်မှုထမ်းခွန်ယူခံရတဲ့ပြိုင်းပြူရွာသား၄၀ကျော်ကဇွန်လပထမပတ်လောက်ကလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောပါ ပြောင်းနေတဲ့ပြန်ပြူရွာသား40ကျော်ကြောက်ပြူတိုက်ပွဲမှာအင်အစီကိုအလင်းဝင်သွားကြတဲ့စစ်ကောင်စီကဖမ်းထားတဲ့ပြန်ပြူရွာသားတွေက40ကျော်ကိုစစ်မှုထမ်းခွန်ယူပြီးစစ်တနန်းသားတွေပြင်းနေပြီးတော့ကြောက်ပြူတိုက်ပွဲကိုပို့တဲ့မိသားစုဝင်တွေရဲ့အဆက်အသွယ်မရတာကြားပြီးပြောင်းနေတဲ့သူတွေပေါ့အခုတော့အင်အီနဲ့ပူးပေါင်းသွားကြပြီလို့စစ်တွေတရင်အရှင်မြစ်တွေကပြောပါရယ်2024ခုနှစ်မေလ29ရက်နေ့ကစစ်တွေမျိုးနဲ့ပြန်ပြူချင်းရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALB တပ်ဖွဲ့ဝင်တွေကလက်နက်အပြည့်စုံနဲ့ရွာထဲဝင်ရောက်ခါရွာသားများဖမ်းဆီးခြင်း ်တပ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့ကြပါသည်အဲ့ဒီဖြစ်စဉ်အတွင်းအပြစ်မဲ့ရွာသား40တောင်ထပ်မင်းကိုစစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်တွေကအကြောင်းမဲ့မတရားအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ကြပြီးအများပြားလည်းဖမ်းဆီးခံခဲ့ရပါသည် ။နောက်ထပ်ရွာသား350ခန်းမှာစစ်ကောင်စီရဲ့အတင်းအဓမ္မအကြောင်းမဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး295ဦးမှာပသိမ်းအချင်းထောင်မှရှိနေကြောင်းနဲ့ကြံ40ကျော်မှာစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းအတွက်ခွန်ယူခံခဲ့ရပါတယ်။အေဒန်လင်းဝင်လာတဲ့ဗျိုင်းရွာသားတွေကမြေသူမြေဝဖြစ်ကြောင်းနဲ့၎င်းတို့ရင်မိသားစုဝင်တွေကဘသူဖြစ်တယ်ဆိုတာကိုတော့သတင်းဌာနကသိရှိထားပြီးဖြစ်ပေမဲ့လုံခြုံရေးရဖော်ပြနိုင်ချက်မရှိပါဘူး။ဖမ်းဆီးခံထားတဲ့ဗျိုင်းပြူရွာသားတွေထဲမှာအချို့ကိုစစ်ကောင်စီကစစ်မှုထမ်းအတွက်ခွန်ယူခြင်းနဲ့ကြားဖြူတိုက်ပွဲကိုပေါ်ဆောင်ပြီးအေဒန် မေးဝင်သွားကြတာကိုမိသားစုဝင်တွေကနေတဆင်အတီးပြထားကြောင်းတရင်အရင်းမြစ်တွေကပြောပါတယ်အလင်းဝင်သွားကြတဲ့သူတွေကိုယ်တိုင်းသူမိသားစုစီကိုဖုန်းဆက်လာလို့သိရတာပါမိသားစုဝင်တွေကတော့အင်းအေးကိုယ်ပိုင်ရောက်သွားလို့ပြောနေကြတာပေါ့ဒီတရင်ကတင်ကြပါတယ်လို့ဆိုပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအာရခတက်တော်ပြောခွင့်ရဥခိုင်ဒုက္ခကဆက်သွင်းနေစေဖြစ်ပြီးတိကျအတီးမပြနိုင်သေးပါဘူးကြောင်ဖြူမျိုးနီမစကောင်စီတန်းနဲ့အာရခတက်တော်အေးတို့ကြားတိုက်ပွဲပြင်းထန်နေပြီးစကောင်စီရဲ့စစ်ကန်၃ခုတက်မနေကိုတိမ့်ပိုင်ရရှိထားကြောင်းလည်းသိရပါတယ်အမှတ်32ရက်တိုင်းန င်းကနှမ်းဖေးတောင်စကန်မင်းတတောင်စကန်နဲ့လိခမော်စကန်တို့ကိုအေကတင်ပိုက်ထားပြီးအဲဒီစကန်တင်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့စစ် တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယပုံမှုကြီးအပါအဝင်73ဘန်15ဦးကိုအိမ်ကအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။အပြစ်မဲ့ပြိုင်းပြူကျင်းရွာသားတွေကိုအာနာသိန်းစကောက်စီနဲ့ ALP တပ်ဖွဲ့ဝင်တွေကအရခတ်တော်အိမ်နဲ့ဆက်သွင်းဆောင်ရွက်ခြင်းထောက်ခံပေးတယ်လို့ဆိုပြီးမတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ပြိုင်းပြူရွာသားအလုံးကစကောက်စီရဲ့နှင်ထုတ်ခြင်းကိုခံခဲ့ရပြီးလက်ရှိမှာစစ်တွေမျိုးနဲ့ရှိဖုန်ကြီးကြောင်များမှာစစ်ပေးဆောင်ဖြစ်ဖြစ်နဲ့ခိုလုံနေရကြောင်းသိရပါတယ်။ ။နောက်ထပ်တစ်ပုံအနေနဲ့ဖြာပုံချေဆိုင်ကာလရ68တိုင်ရင်မှုကိုဆိုင်းရဖမှာဖန်စီစစင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းဖြာပုံမြို့နယ်အခြေဆိုင်အမတ်68ချေလင်တိုင်ရင်ရဲ့တိုင်ရင်မှုဖြစ်သူကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာစစ်ပန်ရလုံချုံရင်ဖွဲ့ကဖန်စီစစင်းနေကြောင်းသိရပါရယ်။တိုင်းမှုမိန့်လို့သိရတဲ့မအူပင်ဆိုင်းရဖကနီလာဖန်နာတိုင်ရင်သားမှာတညထားပြီး နာတာခကိုပို့လိုက်တာလို့စစ်ကောင်စီနဲ့နီးစပ်သူတအုပ်ကပြောပါရတယ်။တရင်မှုကိုဖန်စီရမှာမိသားစုဝင်များကိုပါခေါ်ဆောင်သွားကြောင်းသိရပြီးမိသည့်မှုနဲ့ဖန်စီသွားလဲဆိုတာကိုမသိရကြောင်းစစ်တပ်အတိုင်းဝိုင်းထံမှသိရပါရတယ်။ဖျာပုံခလာရ68မှာစစ်မှုနဲ့တနန်းစင်းတွေကိုတက်သားတစ်ဖြစ်ပို့ဆောင်ရမှာနေစဉ်ထွက်ပြေးသူတွေများပြားလာတာကြောင့်အခုလိုဖန်စီစစ်ဆေးခြင်းဖြစ်နိုင်ကြောင်းစစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေကသုံးသပ်ပြောဆိုပါရတယ်။အေရီတိုင်းတွင်မြို့နယ်ကမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေပြီးစစ်ကောင်စီတက်သားများတိုက်ဆုံထိခိုက်မှုတွေများတဲ့အပြင်အရာရှိများပါတိ ဆုံးနေကြောင်းစီရင်ချက်လက်တွေရသိရပါတယ်။ဒါပြင်ဤစဉ်ထွက်ပြေးနေတဲ့တပ်သားတင်များကြောင့်လည်းတရင်များမှာဖိအားများနေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။